ရခိုင်ပြည်နယ်ဘူးတိတောင်မောင်နှောဒေသမေယုတောင်ကျောမှာအကြမ်းဖက်တွေခိုးအောင်းနေတဲ့နေရာတွေကိုနယ်မြေရှင်းလင်းရေးတွေပြုလုပ်နေပါတယ်ဒီသတင်းကိုတော့ဒေါခင်ယူပါကတင်ဆက်ပေးမှာပါရှင်ရခိုင်ပြည်နယ်ဘူးတိတောင်မောင်တော်မေယုတောင်ကျောပေါ်မှာအကြမ်းဖက်တန်းတန်းတွေပေးနေတဲ့ဆိုတဲ့နေရာတွေကိုတက်မရောဒေသခံပြည်သူနဲ့ရဲတပ်ဖွဲ့ဝင်တွေအတူပူးပေါင်းပြီးနယ်မြေရှင်းလင်းတွေကိုကျွန်လာ20ရင်းလေးကစတင်ပြုလုပ်နေတယ်လို့နိုင်ငံတော်သမ္မတရုံးညွန်ကြားရေးမှူးဦးစောထေကပြောပါရယ်။ရေယူတောင်ကျောင်းမှာအကြမ်းဖက်ပူအောင်နေတဲ့နေရာတွေမှာရှင်းလင်းလုပ် နော်မနေ့ကစဖြစ်တယ်ပေါ့မနေ့ကစပြန်ဒီနေ့ဒီကျွန်တော်တို့အသေးဖန်ဆီးရမယ်ဘယ်လိုရှိလဲဆန်လားဖန်ဆီးရမယ်မရှိဘူးရှိတော့တော့ဟိုဒီလိုင်ကောင်းတွေမှာသူကတူးကြပေါ့နော်အဲ့မှာတနတ်တွေလည်းထားတယ်ပုံတူတနတ်တွေနဲ့ training ပေးတယ်ပေါ့နော် training ပေးပြီးတော့ဒီ style ကဘာလဲဆိုတော့ဒီဒီ style ကိုကြည့်လိုက်ကျွန်တော်တို့ဟိုတူရာဟိုရာပေါ့နော်တာဝန်တွေရှိတယ်ဟိုကျွန်တော်တို့ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်အဲ့ပုံစံမျိုး ဒီတောင်ကုန်းလေးမှာတို့ကတကယ်အခိုင်အမာတော့ခံကြတော့ဒီလိုင်းကောင်းတွေတူးပြီးတော့နေတယ်ပုံစံမျိုးလောက်လာတဲ့သဘောပေါ့နော်လောက်လာတော့ဒီမေယူတောင်ကျောဆိုတာဟိုတောင်တောင်ရောက်ပေါက်နေတယ်ပေါ့နော်ဒီတောင်ကျောဒီမှာဒီဒေသကိုစိုးမိုးထားတဲ့ကောင်းပေါ့လေအဲဒီမေယူတောင်ကျောရှိတယ်အဲ့လိုမျိုးစစ်မှားလူရရလည်းနည်းနည်းလေးအရေးကြီးတဲ့နေရာကိုအမြင်ပိုင်းပေါ့နော်အဲ့လိုနေရာမျိုးမှာတို့ကတိုင်ကောင်းတွေပြေးရဆိုတော့ရည်ရချက်ပေါ့ဒါဆိုရင်ကျွန်တော်နိုင်ငံတကာမှာခုနဟိုအာဖဂန်နစ္စတန်လို့ပါလို့မှာလုပ်တဲ့ပုံစံ ပြန်ဆင်းနိုင်ရှင်ကြည့်တဲ့တိတာပါအာလူစုချက်ပဲတော့မဟုတ်တောင်ကြောပေါ်မှာနေမြရှင်လင်းလှုပ်ဆောင်စင်မှာ line တစ်ခုတနတ်တွေကြည်စံတွေလူနေတဲနဲ့ကိုတောင်တွေမျက်နှာဖုံးတွေရန်တွေနဲ့ဝါယာကြိုးတွေစားနပ်ရိက္ခာတွေနဲ့အသုံးဆောင်ပစ္စည်းတွေတင်ဆက်ရမိခဲ့ပြီးရန်ပြုတဲ့အသုံးအုပ်ကိုလည်းအသေးဖန်ဆီးရမိခဲ့တယ်လို့သိရပါတယ်။ရင်ခိုင်ပြည်နယ်ဘူးတီရောင်မောင်တော်ဒေသမေယူတောင်ကျောပေါ်မှာကြွေရသားတွေကိုစီယုံခေါ်ယူကာညအချိန်မှာအကြမ်းဖက်တနန်းတွေဆောင်ရွက်နေလို့သတင်းရရှိခဲ့တာကြောင့်တောရက်ခါနေမြရှင်လင်းရေးတွေကိုဆောင်ရွက်ခဲ့ကြတာပါ။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကဆက်လက်ရှင်းလင်းရှောက်ဖွေရမှာတဲအနီမှာအကျဲ၅ပေအမြင့်၄ပေခွဲအရှိပေ80လောက်ရှိတဲ့လူလုတ်လိုင်ကောင်းတစ်ခုကိုတွေ့ရှိခဲ့တဲ့အတွက်ဆက်လက်ရှောက်ဖွေရမှာပုံအောင်မီပြန်လဲတိုက်ခိုက်ဖို့ကြိုးစားခဲ့တဲ့အကြံဖက်သမား၃ဦးကိုအသေးဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ဆက်လက်ပြီးနေမြရှင်းလင်းရေးဆောင်ရွက်နေတယ်လို့လည်းတမတော်ကောက်ဝေးဦးစီးချုပ်ရုံးကထုတ်ပြန်ထားပါဗျ။ဂျွန်လ20နှစ်မနက်တနာရီလကလုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာတရင်အရာဂျွန်ကောင်းကျွရကိုဝင်ရောက်ရှင်းလင်းရမှာအာရခန်ရိုဟင်ဂျာ Salvation Army ARSA အဖွဲ့ရဲ့ဗန်နာရေးတာဝန်ခံမော်လဝီဂျီယာဘူရာမန်ကိုနေအိမ်မှာဖမ်းဆီးရမိခဲ့ပြီးစစ်ဆေးနေတယ်လို့သိရပါဗျ။2016ခုနှစ်အောက်တိုဘာလအကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်ကိုအဂူရာမူမူဂျာဟီဒီ AMM အဖွဲ့ကဆောင်ရွက်ခဲ့တာဖြစ်ပြီး အဲ့ဒီအဖွဲ့အပြင် Rohingya National Security Committee INSA အဖွဲ့လည်းရှိနေတယ်လို့သိရပါဗါးအဲ့ဒီအဖွဲ့နှစ်ဖွဲ့ပေါင်းပြီး Arakan Rohingya Salvation Army AISA အဖွဲ့အဖြစ်2018ခုနှစ်မတ်လ15ရက်နေ့ကစတင်ပြောင်းလဲဖွဲ့စည်းခဲ့တာဖြစ်ပြီးစီးရီးတာဝန်ခံဟာ AMM အဖွဲ့က Harvest Dula ဖြစ်တယ်လို့သိရပါဗါးကျွန်မခင်ပါပါရှင်